ိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online လိမ်လည်မှုလုပ်ငန်းတွေမှာ Starlink internet ဝန်ဆောင်မှုတွေကိုအသုံးပြုနေတယ်လို့ AFP ကသတင်းဖော်ပြပါတယ်။တရုတ်နဲ့အမေရိကန်နိုင်ငံသားတွေကိုဘီလီယံနဲ့ချီပြင့်မဲ့ထားလိမ်လည်မှုတွေလှုပ်ဆောင်နေတဲ့ဒီလုပ်ငန်းတွေမှာအရင်ကထက်ပုံမှန်ကြီးမားနေစေဖြစ်တယ်လို့သတင်းမှာဖော်ပြပါတယ်။ AFP ရဲ့ဂျူရူတပ်ပုံတွေနဲ့ drone video တွေမှာ Elon Musk ရဲ့ Starlink ဂျူရူ internet ဝန်ဆောင်မှုတွေကိုအသုံးပြုနေတာကိုတွေ့ရပြီးထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့မှာလုံခြုံရေးထူထပ်စွာစောင့်ကြပ်နေတဲ့အဆောင်အုပ်သစ်တွေကိုလည်းတွေ့ရှိရတယ်လို့ AFP ကအဆိုပါတယ်။တရုတ်ထိုင်းမြန်မာအစိုးရရဲ့ဖိအားပေးမှုကြောင့်ပြီးခဲ့တဲ့ February လပိုင်းက online နဲ့လည်းမှုလုပ်ငန်းတွေမှာလုံခြုံနေရသူတရုတ်နိုင်ငံသားအများစုပါဝင်တဲ့လူခဏထောင်ကျော်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ အာရှအာဖရိကနဲ့တခြားနေရာတွေကနေလွတ်မြောက်လာတဲ့အလုပ်သမားတွေက AFP သတင်းတောက်တွေကို online လေလံမှုလုံခြုံသူတွေရဲ့ရိုင်းနှက်ခြင်းကြောင့်ရရှိခဲ့တဲ့အမာရွတ်တွေနဲ့ဒဏ်ရာတွေကိုပြသခဲ့ပြီးဖုန်းနဲ့ internet လိမ်လည်မှုတွေနဲ့နိုင်ပေါင်းများစွာတားကောင်တွေကိုရှောက်ဖေးပေးခဲ့ရတယ်လို့ပြန်လည်လွတ်မြောက်လာသူတွေကပြောပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online နေလည်မှုလုပ်ငန်းတွေကိုဖြိုခွင်းခဲ့ပေမဲ့လည်းရဲတပ်ဘက်တွေအကြောင်းမှာအဆောင်အုံတချို့ကိုမြန်မြန်ဆန်ဆန်ဆောင်းလုပ်ခဲ့တာကိုဂျူဒူတပ်ပုံတွေအရတွေ့ရတယ်လို့ AFP ကဖော်ပြပါတယ်။ ဒါပြင်ထိုင်းနိုင်ငံကနေဆက်ဘက်ကို၎င်းတို့ရဲ့အင်တာနက်နဲ့ဓာတ်ချိတ်ဆက်မှုတွေကိုဖျက်တောက်ပြီးတဲ့နောက်စတာလင်ဂျိုရုဇလောင်းတွေဟာမကြမီမှာလိန်လယ်မှုစင်တာခေါင်းမိုးတွေပေါ်မှာပေါ်ပေါက်လာခဲ့ပါတယ်။အကြီးဆုံးဟာ KK Park မှာရှိတဲ့အဆောက်အုံတစ်ခုပေါ်မှာစတာလင်ဂျိုရုဇလောင်း80ခန့်တွေ့ရှိရတယ်လို့ AFP ကဆိုပါတယ်။ အလားတူအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားအစိုးရရှေ့နေတွေက၎င်းရဲ့ဂျူရုစနစ်ကိုလိမ့်လည်သူတွေကအသုံးပြုနေကြောင်းစတားလင်ကို2024ခုနှစ်ဇွန်လလမှာတရားဝင်တရီပေးခဲ့ပေမဲ့တုံ့ပြန်မှုမရရှိခဲ့ဘူးလို့သိရပါတယ်။အွန်လိုင်းလိမ့်လည်မှုတွေကိုစိုးရိမ်ပူပန်တဲ့ထိုင်းနဲ့အမေရိကန်နိုင်ငံရဲ့တမားတွေကလည်းအီလွန်မတ်ကိုတရီပေးနှိုးဆော်ပြီးအထက်လွှတ်တော်အမတ်မက်ဂစ်ဟက်ဆန်ကသူ့ကိုအရေးယူပေးဖို့တောင်းဆိုခဲ့ပါတယ်။လက်ရှိမှာအမေရိကန်ကွန်ဂရက်လွှတ်တော်စီးပွားရေးဆိုင်ရာပိုးပေါင်းဆောင်ရွက်ရေးကော်မတီက အွန်လိုင်းလည်လည်မှုစင်တာတွေနဲ့စတားလင်းရဲ့ပောင်းဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမှုစတင်နေပြီလို့အထက်လွှတ်တော်အမတ် မက်ဂီဟက်ဆန်က AFP ကိုပြောကြားခဲ့ပြီးဒီအခြေအနေနဲ့ပတ်သက်ပြီး Elon Musk ရဲ့ SpaceX Company ကို AFP ကမှတ်ချက်တောင်းခံခဲ့ပေမဲ့လည်းမတုံ့ပြန်ခဲ့ပါဘူး။အရှိတောင်အာရှမှာရှိတဲ့ online လေလေတွေဟာ American နိုင်ငံသားတွေကအဓိကပြစ်မှတ်ထားလိမ့်လည်နေတာဖြစ်ပြီးပြီးကြတဲ့နှစ်ကဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခံရကလိမ့်လည်ခံရမှုရာခိုင်နှုန်းဟာ66ရာခိုင်နှုန်းအထိမြင့်တက်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။